မထော်မနှမ်းတွေလုံလုံလုံဝေဖန်မှုတွေခံနေရတဲ့ညီမောင်ဆန်းချောင်းပြည်သက်ကြီးတို့ရဲ့ LGBT စရုပ်ကိုဟာတာအနေနဲ့မရချင်တော့ပဲကြာကြာနာနာနေရာပေးတဲ့သူမျိုးနဲ့တော့ဆုံချင်သေးတယ်ဆိုတဲ့ညီညီမောင်ကတော့ LGBT တွေကိုတိတ်ခါကြားစီတဲ့စရုပ်တွေပဲရွေးရနေလို့ကဲ့ရဲ့အပြစ်တင်တာကိုခံနေရတာဖြစ်ပါတယ်ညီညီမောင်ဟာအရင်ကတည်းက fashion killer တူဖြစ်ခဲ့ပြီးပြည်သက်မျက်စိထဲစပယ်မွေးစူးစိမ်မဲ့ပွဲတက် fashion မျိုးစုံကိုပဲရွေးဝတ်နေခဲ့တာဖြစ်ပါတယ် ဒါပေမဲ့လည်းခုတစ်ခါတော့အပြောဆိုမခံခဲ့ရဘူးပါဘူးဒီတစ်ခါမှာတော့ပြည်သက်တွေနဲ့ညီညီမောင်တို့ကြားမှာပုံကိုရေးဆိုင်ရာတိုက်ခိုက်မှုတွေထိပါဖြစ်လာတာဖြစ်ပါတယ်အခုလက်တလောထက်ရှိထားတဲ့ကစားပွဲရုပ်ရှင်ကသူ့ရဲ့ character ပေါ်ဝေဖန်ပုတ်ခတ်မှုတွေနဲ့ပတ်သက်ပြီးတော့ညီညီမောင်ကတော့မကြည်ချင်းကြော်သွားလိုက်ဆိုပြီးတဲဝုံထားပါသေးတယ်။ရုပ်ရှင်ကိုရုပ်ရှင်လိုမကြည်တတ်တဲ့သူတွေဆိုပြီးလဲပရိသတ်ကိုရံပြန်လှုပ်ထားပါသေးတယ်။အင်္ဂလိပ်ဇာတ်ကားတွေကြည်လေးရှိတဲ့ဆိုရင်လဲမျက်စိပွင့်နာပွင့်ဖြစ်အောင်ကြည့်ပြီး သူတို့စီမှာလဲဒါမျိုးပကရဇလန်တွေရှိကြောင်းထမင်းရှင်ပရိသတ်ကိုရန်စကားဆိုပါတယ်မိကက်ကသာသူကိုထမင်းကြီးနေရဖြစ်ပြီးဇလန်ရိုက်တာကဝါသနာရတာလို့နေရဖြစ်တယ်လို့လဲဆိုပါတယ်ဟာတာကာကိုဟာတာလို့ကြည်မဲဆိုရင်စိတ်ပန်းပြေပြီးဖြီးစရာကောင်းပါမလို့လဲပြောထားပါသေးတယ်ပရိသတ်တွေကတော့နှကံမွေးကြီးတကားကနဲ့မိမအဝတ်စားတွေဝတ်ဆင်ထားတာကိုပြောရတာဖြစ်ကြောင်းမှတ်ချက်အများအများရေးနေကြပါတယ်ဖန်တင်းယုံနဲ့ဆိုပြီးလုံလုံကျွတ်ကျွတ်ရေးထားတဲ့ မတ်ချက်တွေကိုလည်းတွေ့ရပါတယ်ညီညီမောင်ကိုရိုမော်ဒယ်အနေနဲ့ထားတဲ့ LGBT လောကသားသူကလည်းညီညီမောင်ရဲ့လုပ်ရက်ကိုစိတ်ပြန်မိတယ်လို့ဆိုကြပါရည်။ဒီဖြစ်ရတဲ့ကြောင့်အရင်ကအရန်ချစ်ခဲ့တဲ့တငယ်ချင်းဖြစ်သူမှထက်နေလဲမခေါ်နိုင်မပြောနိုင်တွေဖြစ်သွားခဲ့ရပြီပဲဖြစ်ပါရည်။ ဒါပေမဲ့လည်းညီညီမကတော့တောင်းပန်စကားတခုမှမဆိုဘဲသူ့ရဲ့အပြူမူတွေနဲ့ပတ်သက်ပြီးဝေဖန်အကြံပြုလာသမျှကိုကက်ကက်လန့်အောင်ရံပြန်လုပ်နေရပဲဖြစ်ပါတယ်။သူ့လိုရဲ့တွေကိုလူတွေမကြိုက်ခွင့်ရှိသလိုသူကလည်းသူကြိုက်တာသူလုပ်ခွင့်ရှိတဲ့ဆိုရက်ခင်ယူချက်နဲ့ရည်တည်နေသူလည်းဖြစ်ပါတယ်။ ။အဲ့လိုတွေဝေဖန်ခံနေရကြတဲ့ကတော့ဒီအပိုင်းဖွင့်ပွဲတစ်ခုကိုအနီယာဝတ်စုံကြီးနဲ့ဝတ်ပြီးတက်ရောက်လာပါသေးတယ်။အဲ့ဝစ်စော်နဲ့ပတ်သက်ပြီးဝေဖန်ကြရနဲ့ပတ်သက်ပြီးတော့လေထိုက်တန်နဲ့အခချင်းငွေနဲ့ပွဲကိုဖိတ်လို့သူတို့ကလည်းထထိုက်တန်ဝစ်စားပြီးလာခဲ့တာပေါ့နော်လို့တဲပြောလိုက်ပါတယ်။ညီညီမောင်ကစပပွဲကိုစန်းချောင်းပေါက်ပေါက်ရဲ့ကုချီအောင်ရင်နဲ့အတူတက်ရောက်လာတာဖြစ်ပါတယ်။စန်းချောင်းပေါက်ပေါက်နဲ့ခင်မလာတာကြပြီလားလို့မေးချိန်မှလည်း အနီပေါက်ကသူတို့ကုချီရိုနဲ့တငယ်ချင်းမဟုတ်ဘူးလေဆရာသမားတွေပါအနီပေါက်တို့မိကဆပြင်းတဲ့အချိန်မှာသူတို့ကုချီရိုကစပန်မောင်မီလေးတွေနဲ့ထိုင်ကြည့်ရတာပါလို့ဆိုပါရီသူကတော့ဘသူပါပြပြောသူစိတ်ချမ်းသာမဲ့အရာမန်သမ ्या ကိုလုံနေမှာပါလို့ယုံကြည်မှုရှိရှိနဲ့ပြောပါသေးတယ်အများနဲ့တယောက်ဖြစ်နေရတော့စိတ်သက်သာမသွားပဲသူယုံကြည်ရသူဆက်လို့ရတဲ့တတိကတော့ချီကျူစရာကောင်းပါရဲ့ပြိတ္တကြီးတို့ရော ကိုလက်လက်ခွနဲ့ကိုလှုပ်ချင်ရလို့မဲဆိုရညီညီမောင်ကမှန်လားသူကိုဝေဖန် ထောက်ပြနေသူတွေကပဲမှန်လားဆိုတာဘလို့ထင်ကြပါလိမ့်ရှင်ဒီကိစ္စနဲ့ပတ်သက်ပြီးပြည်သက်ကြီးရဲ့အမြင်လေးတွေကိုလည်း comment မှာရေးပေးသွားကြပါဦးနော်